သမုဒ္ဒရာကြီးရဲ့အတန်ကျွန်တော်တို့ကဘာမြေရဲ့80ရာခိုင်နှုန်းဟာသမုဒ္ဒရာတွေဖြစ်ပြီးတော့သမုဒ္ဒရာနှကြီးရဲ့95ရာခိုင်နှုန်းကိုလူသားတွေစူးစမ်းထုတ်ပေါ်နိုင်ခြင်းမရှိသေးပါဘူး ဒီလိုနန်းနေတဲ့ရေပြင်အောင်မှာလူသားတွေရဲ့စိတ်ကူးနဲ့မရှင်နိုင်တဲ့အရာတွေပွန်းအောင်နေတယ်ဆိုရင်ယုံကြည်ပါမလား။1998ခုနှစ်မှာသိပ္ပံပညာရှင်တွေကသမုဒ္ဒရာနတ်ကြီးကနေပေါ်ထွက်လာတဲ့အတန်ကျယ်လောင်ဆုံးနဲ့အရင်မြင်မသိရတဲ့အတန်တစ်ခုကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒီအတန်ကို The Blow လို့နာမည်ပေးခဲ့ပါတယ်။ဒီအတန်ဟာဝေလက်၅ပြားတကောင်ရဲ့အတန်ထက်စားပေါင်းများစွာကျယ်လောင်ပြီးတော့ကီလိုမီတာ9000ကျော်ကနေမှတ်တမ်းတင်နိုင်ခဲ့တာပါ။ဒီအတန်ရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ။ဘလူးကောင်ကြီးလား။ဘာမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့ရေအောက်ကကဘာတစ်ခုလား။ဒီလိုလှုပ်ဝဲဆန်းကျယ်အတန်ရဲ့ဇလန်းကိုဖော်ထုတ်ကြည့်ကြရအောင်ပါ။1998 1969ခုနှစ်နွေရာသီမှာအမေရိကန်မျိုးသားသမုဒ္ဒရာနဲ့လေတုစီမံခန့်ခွဲရေး NOAA အဖွဲ့အားပီစီပိတ်သမုဒ္ဒရာနယ်ကြီးမှာတက်ဆင်ထားတဲ့ရေရောအတန်ဖန်းဆက်ကွန်ရက်တစ်ခုကနေကူးစမ်းတဲ့အတန်တစ်ခုကိုဖမ်းယူရရှိခဲ့ပါတယ်။ဤဆက်တွေဟာစောပိုင်းမှာဆိုဗီယက်ရင်ငုတ်သင်္ဘောတွေကိုထောက်လှမ်းဖို့တက်ဆင်ထားတာဖြစ်ပါတယ်။ ။ရည်တန်ဘလို့ဆိုတဲ့ပုံစံအတိုင်းရှိပြီးတိုတောင်းဝိမဲ့အလွန်ကျေလောင်ပါတယ်။ရည်တန်ရဲ့အကျင်အရာအလွန်နှိပ်ပြီးတော့ယူနားနဲ့မကြားနိုင်တဲ့အတန်မျိုးစားဖြစ်တဲ့အတွက်ဒီလောက်ဝေးကြီးကနေမှတ်တမ်းတင်နိုင်တာကအတန်ရဲ့အရင်းမြစ်အားအလွန်ကြီးမားတဲ့အရာဖြစ်ရမယ်ဆိုတာကိုပြသနေပါတယ်။သိပ္ပံပညာရှင်တွေကရည်တန်ကိုမိတောင်ပောက်ွဲမှုရင်ငုတ်တင်မော်ဒါမှမဟုတ်လူသားတွေပြုလုပ်တဲ့အတန်မျိုးလားဆိုတာစစ်ဆေးခဲ့ကြပြီမဟုတ်ခဲ့ပါဘူး။အတန်ရဲ့ပုံစံဟာတက်ရှိတက်ရဝါကထုတ်လုပ်တဲ့အတန်မျိုးနဲ့အလွန်ဆင်တူနေပါတယ်။ဒါပေမဲ့ဝေလန်ငါးပြားတကောင်ထက်အစားပေါင်းများစွာကျယ်လောင်တဲ့ဘလိုတက်ရဝါမျိုးက ဒီအတန်ကိုထုတ်လွှတ်နိုင်မလဲဘယ်လိုအတန်ကြောင့်သိပ္ပံနဲ့ဒန္တာကြီးပေါင်းဆက်လာခဲ့ပါလဲအချို့သူတွေစီတွေက ဒါအသိပ္ပံဉာဏ်ရှင်တွေမတွေ့ရှိရသေးတဲ့အလွန်ကြီးမားတဲ့သမုဒ္ဒရာနှစ်ပိုင်းကတတ္တဝါကြီးရဲ့အတန်ဖြစ်နိုင်တယ်လို့ theory တွေထုတ်ခဲ့ကြပါတယ်ဒီလိုတတ္တဝါမျိုးကဖိအားအလွန်ကြီးမားတဲ့သမုဒ္ဒရာနှစ်ကြီးမှာနေထိုင်နိုင်ပြီးတော့သူ့ရဲ့ရွယ်စားကလည်းဝိလငါးပြာကိုကျော်လွန်နေနိုင်တယ်လို့ခန့်မှန်းခဲ့ကြပါတယ်ဒီလိုမှန်းဆချက်တွေဟာနမကျော်စာရေးစရာ AP Lacra ရဲ့ဒန်နီလာဇက်ကောင်ဖြစ်တဲ့ကာသူလူကိုပါပြန်လည်ဆွဲခေါ်လာခဲ့ပါတယ်ကာသူလူကသမုဒ္ဒရာနှစ်ကြီးမှာပေါင်းအောင်နေတဲ့ဒီလူကောင်ကြီးတစ်ကောင်ဖြစ်ပါတယ်အန်ဟောစရာကောင်းတာက develop အတန်ထွက်ပေါ်ရာနေရာ Lacra ရဲ့စိတ်ကူးရင်မျိုးတော့ဗလိုင်းယားတီရှိ တဲ့နေရာနဲ့မိုင်းနှဲငယ်လာကွာဝေးနေတာပဲဖြစ်ပါတယ်။ဒီလိုတိုက်ဆိုင်မှုတွေကြောင့်လူများသာဒီအတန်ဟာကာတုလူရဲ့အတန်ဖြစ်တဲ့ဆိုပြီးယုံကြည်လာခဲ့ကြပါတယ်။ဒါပေမဲ့သိပ္ပံပညာရှင်တွေကဒီအတန်ရဲ့အရင်းမြစ်ကိုဖော်ထုတ်ဖို့ကြိုးစားနေခဲ့ပါ။ဘာပဲဖြစ်ဖြစ်ဒီအတန်ဟာကျွန်တော်တို့စူးစမ်းထုတ်ပေါ်နိုင်ခြင်းမရှိသေးတဲ့သမုဒ္ဒရာနဲ့ကြီးမှာအမှန်တကယ်ပဲကြီးမားတဲ့တခုခုရှိနေသေးတယ်ဆိုတာကိုတက်တည်ပြနိုင်ခဲ့ပါတယ်1998ခုနှစ်မှာဒေဗလော့ရဲ့အတန်ကိုစတင်မှတ်တမ်းတင်ခဲ့ပြီးမြေအတန်ကိုနောက်ပိုင်းနှစ်တွေမှာဘယ်တော့မှထပ်မံကြရခြင်းမရှိခဲ့ပါဘူးဒီလိုနဲ့2005ခုနှစ်မှာ NOAA ဟာ ဒေဗလော့ရဲ့ဖြစ်နိုင်ခြေရှိသောအဖြစ်ကိုတရားဝင်ထုတ်ပြန်ခဲ့ပါတယ် NOAA ရဲ့နောက်ဆုံးညီကုံချုပ်ကတော့ develop တန်ဟာကြီးမားတဲ့ရေခဲငလင်အကြောင်းဖြစ်ပေါ်လာတာပဲဖြစ်တယ်လို့ဆိုပါတယ်။အနာဒီကတိုက်ရဲ့ရေခဲပြင်ကြီးတွေပြိုကျတဲ့အခါအလွန်ပြင်းထန်တဲ့အတန်လိုင်းတွေကိုထုတ်လုပ်ပြီးဒီအတန်လိုင်းဟာကီလိုမီတာထောင်ပေါင်းများစွာဝေးကနေတဲ့ hydrophone တွေမှာဖမ်းယူမိနိုင်တယ်လို့ရှင်းပြခဲ့ပါတယ်။ဒီလိုပောက်ကွဲမှုမျိုးကပေါ်ထွက်လာတဲ့အတန်လိုင်းတွေဟာ develop ရဲ့အတန်လိုင်းနဲ့ပုံစံနဲ့တူညီနေခဲ့ပါတယ်။ဒီပြည်အသိပ္ပံမြညာရှင်အများစုကိုလက်ခံနိုင်စေခဲ့ပေမယ့် develop ကိုကာဇလူရဲ့အတန်ဖြစ်မြင်ခဲ့ကြတဲ့ပိဋကတ်တွေကိုတော့ကျေနပ်မှုမပေးနိုင်ခဲ့ပါဘူး။သူတို့ကဒီအတန်ဟာအိုက်ကွက်အတန်နဲ့တူပေမဲ့တကယ် မ်းမှာတရဝါကြီးရဲ့အတန်းကိုဖုံးကွယ်ဖို့စိုးရရဲ့လှည့်စားမှုတစ်ခုပဲဖြစ်တယ်လို့ယုံကြည်နေကြစေပါဘေဘလုဇလန်ဟာတရားဝင်အဖြစ်ဖြည့်ရှင်းနိုင်ခဲ့ပြီဆိုပေမဲ့ဒီအတန်းဟာကျွန်တော်တို့ကဘာမြေကြီးရဲ့ကြီးမားဆုံးသောနေရာတွေမှာလူသားတွေရဲ့စူးစမ်းမှုကနေလွမြောက်နေတဲ့ကြီးမားတဲ့အရာတစ်ခုရှိနေတယ်ဆိုတဲ့အတွေ့အကြုံပေးခဲ့ပါတယ်သမုဒ္ဒရာနတ်ကြီးရဲ့အမောင်တို့ထဲမှာဘာတွေပေါောင်းနေသေးလဲဆိုတာကိုတော့ချိန်ကသာဆက်ပြီးတက်တည်ပြပေးပါလိမ့်မယ်လူချင်းမင်းတို့ရောဘယ်လိုထင်ပါလဲဘေဘလုဟာရေခဲငလင်ကဖြစ်တယ်လို့အမှန်တကယ်ယုံကြည်ကြပါလားဒါမှမဟုတ်သမုဒ္ဒရာနတ်ကြီးရဲ့ဘီလူးကောင်ကြီးကာဇူးလူနဲ့တကယ်ပဲဆက်နွယ်နေမလားလူချင်းမင်းတို့ရဲ့အဖြေကိုကိုမတ်မ မှာမျှဝေပေးခဲ့ပါဦး